ရင်ရွေးဖို့ဖြစ်လောင်းလက်သီးပစ်ထိုးအချင်းချင်းအရမပြုချင်းခံရပြီးတေဆုံးခဲ့တဲ့သမီးငယ်ဤအမှုကျိုးလွန်ရသည့်ငွေစားမိဘနှစ်ဦးကိုတရားရုံးမှအမိန်ချပြီးဒီကြေကွဲပွဲမှုဟာအောက်တွင်းမြို့နယ်ကမားနေရွယ်မဖူးပွင့်အေးဆိုတဲ့သမီးငယ်လေးနဲ့ပတ်သက်ပါတယ်သူ့ကိုအောက်တွင်းမြို့နယ်ပေါတော့ကျေးရွာအုပ်စုကတင်စာဝင်းနဲ့သူ့ရဲ့ဇနီးမပ်ပဖို့ချစ်တော်က2023ခုနှစ်ကလေးကငွေစားထားခဲ့တာပါ မင်းငယ်လေးရဲ့မိဘရင်းတွေဟာကွဲကွာနေပြီးအဘိုးဘွားတွေကဆောင်းရှောက်ခဲ့ကြပေမဲ့စင်းရဲတာကြောင့်ကောင်းကောင်းမဆောင်းရှောက်နိုင်တော့ပဲတင်စာဝင်းတို့ဇနီးမောင်နှံကမွေးစားခဲ့တာဖြစ်ပါတယ်2024ခုနှစ်အောက်တိုဘာနောက်ဆုံးပတ်လောက်တွင်မှာမွေးစားဖခင်တင်စာဝင်းကတမင်းငယ်ကိုကျေးရွာနေအိမ်မှာတစ်ကြိမ်တောဆက်မှာတစ်ကြိမ်စုစုပေါင်းနှစ်ကြိမ်ရချားပြီးအရမပြုခြင်းကရင်းနှီးမှုဖြစ်လောင်းခြင်း လက်သေးဖြစ်ထိုးခြင်းများဖြစ်လဲနှင်းပန်းနှိပ်စက်ခဲ့ရလို့သိရပါတယ်။သမီးငယ်လေးဟာနှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့်ပြီးခဲ့တဲ့အောက်တိုဘာလောက်ကလေးကစပြီးတည်ဆုံတဲ့ချိန်ထိတောင်ငူဆဲရုံမှာလေးချိန်တိုင်တိုင်တရားကူတာမှုခံယူခဲ့ရပါတယ်။၂024ခုနှစ်ဒီဇင်ဘာလကောင်ပိုင်းမှာတော့နှိပ်စက်ခံရတဲ့ဒဏ်ရာတွေနဲ့ပဲတည်ဆုံခဲ့ပါတယ်။အစပိုင်းမှာတော့မွေးစားမိဘတွေကမင်းငယ်ရဲ့အုံနောက်ကိုငှက်ဖြားပိုးဝင်နေဆိုပြီးဆေးရုံကိုပို့ခဲ့ပေမဲ့ ဆေးရုံကဆင်းလာချိန်မှာကလေးငယ်ရဲ့အဖိုးဖြစ်သူကသူ့မြေမှာတံရရီတွဲရှိရာကြောင့်ပြန်လည်ခေါ်ယူမေးမြန်းခဲ့ရတာနဲ့အရမပြူးချင်းခံရတာနဲ့နှိမ့်ဆက်ခံထားရမှုတွေကိုသိရှိခဲ့ရတာပဲဖြစ်ပါတယ်ဒီမှုနဲ့ပတ်သက်ပြီးတာငူခရိုင်တရားရုံးကဇွန်လ28ရက်နေ့မှာအမိန့်ချမှတ်ခဲ့ပါတယ်ဒီမှုမှာအစာဆုံးကုညီဆောင်ရွက်ပေးခဲ့တဲ့ကိုကျော်သူရရဲ့ပြောကြားချက်အရတရားခံတွေကိုဥရေမှာအမြင့်ဆုံးဖြစ်ခံတွေချမှတ်ခဲ့လို့သိရပါတယ် ကျူးလွန်သူတရခန်ဝေစားဖခင်တင်စော်ဝင်းကို ပုံမှ363အရမပြုခြင်းမူရထာမန်တသက်လို့ရမရှိပုံမှ363ပြင်းထန်စွာနာကျင်စေမူရထောင်နှံအနှစ်20ပုံမှ353နာကျင်စေမူရထောင်နှံ9နှစ်စတဲ့ပြည်တံတွေကိုသေးချားစီကြာခံစေဖို့တရားရုံးကအမိန်ချမှတ်ခဲ့ပါတယ်တင်စော်ဝင်းရဲ့ဇနီး ကြံရပါမပဖို့ချက်ကိုတော့ပုံမှန်363ပြင်းထန်စွာ နာကျင်စေမှုရထောင်နဲ့အနှစ်20ပုံမှန်353နာကျင်စေမှုရထောင်နဲ့ခုနှစ်နဲ့စတဲ့ပြည်တံတွေကိုတီးချားစီကြခံစေဖို့အမိန်ချမှတ်ခဲ့ပါတယ်တီးချားစီကြခံစေဆိုတဲ့အမိန်ဟာပြည်တံတစ်ခုကြခံပြီးမှနောက်ပြည်တံကြခံရမှာဖြစ်ပါတယ်တင်စာဝင်းရဲ့ဇနီးကြံရပါတရားခံကိုချမှတ်တဲ့ ထောင်နှံ20တခုနဲ့ထောင်နှံ9နှစ်မှာပထမထောင်နှံအနည်း20ကြားခံပြီးမှဒုတိယထောင်နှံ9နှစ်ကိုကြားခံရမှာဖြစ်ပါတယ်။ထောင်တစ်သက်ကြားတဲ့ပြင်ဆင်ဝင်အနေနဲ့လည်းပုံမှန်363အဓမ္မပြုခြင်းမှုရထောင်နှံတစ်သက်လွတ်ရမရှိရရှောက်ရရတာလွန်ငင်းခွင့်ရတာတွေရှိခဲ့အောင်တောင်မှပုံမှန်363ပြင်းထန်စွာနာကျင်စေမှုရထောင်နှံအနည်း20ပုံမှန်353 နာကျင်စေမှုရ ထောင်နှံခုနှစ်နှစ်စတဲ့ပြစ်ဒဏ်တွေကိုတေချာစီတက်မှန်ကြခံရအောင်မှာဖြစ်ပါတယ်။ဒီမှုကိုစလည်ဆုံးကိုညင်ဆောင်ရွက်ပေးတဲ့ကိုကျော်သူရကဒီလိုမျိုးပြောပါတယ်။အမှုနဲ့ပတ်သက်ပြီးချမှတ်လိုက်တဲ့ပြစ်ဒဏ်တွေကိုကျင့်ရပါတယ်။အခုပြစ်ဒဏ်တွေကဥပဒေမှာအမြင့်ဆုံးပြစ်ဒဏ်တွေလို့ပြောလို့ရပါတယ်။တမလွန်ကမိငယ်လေးကျင့်ရမယ်လို့လည်းမျှော်လင့်ပါတယ်။တရားဥပဒေရတတိယရောက်အပြစ်ဒဏ်ပေးလိုက်နိုင်တာကိုကျင့်ရပါတယ်။